အားလုံးပဲမင်္ဂလာပါဆရာဒေဂါနေဂျီရဲ့ How to win friends and influence people ကိုဥနုပါရာပြန်ထားတဲ့မိတ္တဗလာတီကဆိုတဲ့စာအုပ်ကလေးကိုဖတ်လာခဲ့တာမှာအပိုင်း၅ပိုင်းထိရောက်ရှိလို့လာခဲ့ပါပြီဒီအပိုင်း၅မှာအခန်း9ခန်းပါဝင်ပါတယ်ဒီနေ့မှာတော့အခန်း1ကိုဖတ်ပြပေးမှာဖြစ်ပါတယ်အပိုင်း၅ အကျဉ်လင်းနဲ့မရတော့ကိုယ်စိတ်နှပြချမ်းသာစေသောဤခုနှစ်နည်းအခန်းတလင်းနဲ့မရအလင်းအမြန်ဆုံးမသင့်မတင့်ဖြစ်စေသောဤလွန်ခဲ့သော85နှစ်ခန့်ကတတိုင်းပြည်လုံး၏ဆန္ဒကိုဖီဆန်၍နပိုလီယန်ကြီး၏တူတတိယနပိုလီယန်ဘုရင်သည်မာရီအီဇယ်နီခေါ်သော မထင်ရှားသည့်မိမလာတူကိုတောင်ညာတင်လေသည်ဘယင်မဲမြတ်သည်မိဖုရားကြီးကို အလွန်မြတ်နိုးတော်မူတော်လဲမိဖုရားကြီးသည်နဝုနစာလှုပ်လွှမ်းအားကြီးသောကြောင့်အတန်ကြာသောဘယင်မဲမြတ်သည်မေတ္တာတော်ပြေရရှာ၏အလွန်ကျေပြတ်သောနန်းတော်ကြီးတစ်ခုလုံးတွင်ဘယင်မဲမြတ်သည်စိတ်ညင်ရာကိုအနည်းငယ်မြတ်ရှာမရပေဘယင်မဲမြတ်သည် တိုင်းရေးပြည်မှုကိုစီမံခန့်ခွဲနေစဉ်၌ပင်အခြားမိမတအူးနှင့်အပျော်ကျူးနေသည်ဟုအထင်တော်ပေါက်ပြီးလျင်မိဖုရားကြီးသည်ဘရင်မင်းမြတ်၏အလောက်ခန်းတွင်သို့ဇွတ်အတင်းဝင်ရောက်နှောက်ရတတ်၏အရေးကြီးသောတိုင်းရေးပြည်မှုများကိုဆွေးနွေးတိုင်ပင် နေစဉ်၌ပင်မိဖုရားကြီးသည်အစဉ်ဝင်ရောက်ဆွတ်ဖက်၏ဘရင်မင်းမြတ်သည်ဘယ်သောအခါမှနားမအေးရပဲဤသို့နဘူးနဆာလောက်တဲ့ဖြင့် ဘာဖြစ်ဒီကိုကြည်ကြစို့ဘယင်မင်းမက်သည်ညင်းတဲ့တကောင်အချိန်တွင်နန်းတော်ဤမလွယ်ပေါက်မှကိုရန်တော်တဦးနှင့်ရုပ်ဖြက်၍ထွက်ပြီးလျင် နားအေးရာရ၌ကိုလုတ်တော်တဦးနှင့်ပျော်ပါလေရှိ၏ဤသည်ကနဘူးနဆာလုံးမိသောကြောင့်မိဖုရားကြီးရရှိသော အပြစ်ဒဏ်ပေသည်အချစ်ကိုပြေအောင်လုပ်ရန်အစွမ်းဆုံးသောစေသည် နဘူးနစာလှုပ်ချင်းပင်ဖြစ်လေသည်ဤဆေးကိုသုံးလိုက်လင်မြည်သည့်အချက်မျိုးမှ မခံနိုင်ချေမွေဟောက်၏အစိတ်သည်ဒရဝဟူ၍ကိုတက်ဖြတ်ဖြစ်စည်းပြစ်နိုင်သလိုနဘူးနစာလှုပ်ချင်းသည်လည်းအချက်ဟူရမြကိုတက်ဖြတ်ဖြစ်စည်းပြစ်နိုင်၏ရုရှားစာရေးဆရာကြီးတော်စတိုင်းမိမဖြစ်သူသည်နဘူနဆာပြုတ်လုချင်းမကောင်းကြောင်းအချိန်နှောင်းမှသိရလေသည်သူမတေခင်ကလေးတွင်မ သူ့တမီးများကိုညီတို့အဖေတည်ရတာငါကြောင့်ပဲဟု ပြောသွားခဲ့လေသည်သူတို့၏မိခင်သည်သူတို့၏ဖခင်ကို အစင်မပြတ်နဘူးနဆာလှုပ်ခဲကြောင်းကို ကောင်းစွာသိရှိပြီးသားဖြစ်သောတမီးများကမူကားဘာမှပြန်မပြောပဲငို၍သာနေချလေသည်သူတို့ညာသားကတဦးနှင့်တူအလွန်ချစ်ခင်ဆုံးမခဲ့ကြ၏ပစ္စည်းကလည်းချမ်းသာဂုံဒရတ်နှင့်လည်းပြည့်စုံသည်ဖြင့် လူလီသေးဟူ၍မရှိရကားဇနီးမောင်နှံတို့သည် အလွန်ပျော်ရွှင်လျက်ရှိကြ၏နှစ်တော်ကြာညောင်းသောအခါတော်စထရိုင်း၏အယူဆတို့သည်တစားတစားပြောင်းလဲလာလေသည်ရှေးကကစီးစိမ်ဥစ္စာတို့ကို တွေ့တာခဲ့တော်လဲထို့သို့စိတ်ပြောင်းလဲလာသောအခါစီးစိမ်ဥစ္စာတို့သည်ဒုက္ခအပေါင်းတို့၏တရားဖြစ်သည်ဟုယူဆပြီးလျင်ရှိသည်များကိုစွန့်၍စင်စင်ရဲရဲနေထိုင်လျက်ရှိ၏ဤသို့နေထိုင်ခြင်းကို ူ၏မိမတီတိမခံနိုင်ခြင်းတရားယောဂါဒေါ်စတိုင်းသည်အဖို့ခမယူပဲမိမိရေးသားထားသောစာအုပ်များကိုပုံနှိပ်ရန်ပေးလိုက်သောအခါ သူ၏ဇနီးတဲ့ညာသာမကြင်မချမ်းဖြစ်သောကြောင့်စူပူရင်တက်သွား၏အတက်ကြသောအခါကျမ်းမော်တွင် လူးလိန်ရင်ဘိန်းမလင်းကိုနှကန်းတွင်တည်ပြီးလျင် သူ့ကိုယ်သူတတ်တည်မည်ကိုချင်းချောက်သေး၏ အတော်တနာစရာကောင်းသော အဖြစ်ပြက်ကလေးတစ်ခုမှာကအောက်ပါတိုင်းပင်ဖြစ်၏အိမ်တော်ပြု၍အနှစ်48နှစ်မြာကြာသောအခါတော်စတိုင်းသည်မိမိ၏ဇနီးဖြစ်သူကိုမျက်နှာချင်းပင်မဆိုင်ခြင်းလောက်အောင်စိတ်နာလျက်ရှိ၏တနေ့တစ်နေ့သူ၏ဇနီးသည် သူ၏ခြေရင်း၌လာ၍ထိုင်ပြီးလျင် သူတို့အိမ်တော်မချမီကသူ့အကြောင်းကိုတော်စတိုင်းကိုယ်တိုင်ဖွဲ့နှွက်ရေးသားထားသောမေတ္တာစာများကိုပြန်လည်ဖတ်ပြရန်တောင်းပန်ရှာ၏ ထိုစာများကိုဒေါ်စတိုင်းသည်ဖတ်ပြပြီးသောအခါထိုကဲ့သို့အချင်းများပြည့်ပြည့်ကုံသည့်အဖြစ်ကို တွေးမိကြသည်ဖြင့်နှစ်ဦးစလုံးရှိုက်ကြီးတငယ်ငိုကြွေးကြလေသည်နောက်ဆုံးတွင်ဒေါ်စတိုင်းသည် အသက်82နှစ်ရှိသောအခါမိမဖြစ်တွင်နဝူနစာလှုပ်ခြင်းကိုအလင်းတီးမခံနိုင်တော့ပြီဖြစ်ရကညတညတွင် စီးနှမြပြင်းထန်စွာကြလျက်ရှိစဉ်နေအိမ်မှခြေဦးတရာသို့ထွက်ပြေးလေသည် 17ရက်ကြာသောအခါမြစ်ထားဘူဒာယုံတယုံတွင်အေးမီပြီးလျင်အဆုတ်ရောင်ယောဂနှင့်အနိစ္စရောက်ရရှာ၏အနိစ္စမရောက်မီကလေးတွင် နောက်ဆုံးတောင်းပန်သွားသောစကားများမှာသူစီတို့ သူမိမကိုဘယ်နည်းနဲ့မျှခေါ်မလာရမှဖြစ်လေသည်ဤဒီကနဂုဏစာလုံးမိတဖြင့်ဖြစ်ရသောအဖြစ်ပြပေသည်တမရမင်းလင်ခွင့်မိမသည်လည်းအလွန်နဂုဏစာလုတ်တတ်၏အချားပြောစရာမရှိလျင် လင်းဖြစ်သူကို နရွက်ကြီးကကြီးလိုက်တာနှာခေါင်းကလည်းကောက်သေးရဲ့အောက်နှခမ်းကြီးကလည်းတွဲလို့ကိုလုံးကိုပေါက်ကလည်းရှူနာတယ်နဲ့သူကတူရဲ့လက်တွေခြေတွေသိပ်ကြီးပြီးခေါင်းကသိပ်သေးတာပဲအဆရှိတဲ့ဖြင့်တောင်စင်ရေမရစကားများကိုပြောတာလင်းဖြစ်သူကိုနဘူးနဆာလှုပ်တတ်ယခုခေတ်တွင် လင်ကွင်း၏ထုတ်ပတ်တီကိုအတိဆုံးဖြစ်သူတို့ဖြစ်သောအမေရိကန်ထက်လွတ်တော်မှတ အလဘဂျီဘေအာရတီလင်ကွင်း၏ဇနီးတဲ့အကြောင်းအောက်ပါတိုင်းရေးသားခဲ့မှုသည်မစ္စစ်လင်ကွင်း၏ဆုရှာကျေလောင်သောအသံကိုလမ်းတစ်ဖက်မှကြားနိုင်လေသည် မကြာခဏဒေါ်လာနှင့်အော်ဟစ်ချိန်မောင်းသောအသံကိုအိမ်နီးနားချင်းတို့သည် ကောင်းစွာကြားရ၏ဒေါ်လာဖြစ်လာသောအခါအော်ဟစ်ချိန်မောင်းရုံတွင်မကျေနပ်သေးပဲမကြာခဏကိုရီလေရောက်ကျူးလွန်တတ်လေသည်သူတို့လူမယားသည်ညားပြီးပေမဲ့ကြားမည် လူများရှိတွင် Mrs. Lincoln သည်သူ့ယောက်ျား၏မျက်နှာကိုပူလျက်ရှိသော ကော်ဖီထည့်ထားသည့်ပုဂံနှင့်တအားကုန်ပောက်ခဲ့ဘူးလေသည် Lincoln နေထိုင်သော Springfield မြို့တွင် ရှစ်နေဆက်တဦးရှိ၏ထိုတမျိုးတည်းနှင့်မစားလောက်သည်ဖြင့်ရှစ်နေဆက်တဦးသည်တရားသူကြီး David Davy လှည့်လည်ရုံးထိုင်ရာအရာများသို့အတူလိုက် ရှိနေလိုက်ကြ၏ နေငွေးမှလွဲ၍အခြားရှေ့နေများသည်စနေနေ့ညနေတွင်ရောက်ရာအရမှ Supreme ဘီသို့ပြန်ကြပြီးလျှင်မိမိတို့၏သားမယားနှင့်ရုံးပိရဲ့အတွင် အတူတူနေကြလေသည်နေငွေးမှမူကားအိမ်ပြန်ရမည်ကိုပင် ကြောက်လျက်ရှိ၏တနှစ်တွင်6လလောက်အိမ်မပြန်ဘဲအနီးနားရှိဟိုတယ်များတွင် ဖြစ်တယ်လို့ကြည်၍နေသွားခဲ့၏ထိုအချိန်ခါကဟိုတယ်များတွင် နေထိုင်ခြင်းသည်ကား ချမ်းမြေတက်တာခြင်းမရှိသေးတော့လေလင်ကွင်းသည်နဘူနဆာလှုပ်ချင်းခံရတော့အိမ်ထက်ဟိုတယ်ကိုပို့မှု၏ကြိုက်နေတဲ့ဤမစ္စစ်လင်ကွင်းမိဖုရားကြီးမာရီအီဇယ်နီနှင့်တော်စတိုင်းဇနီးတွေတို့သည်သူတို့၏ခင်မွန်းနယ်များပေါ်နဘူနဆာလှုပ်မိကြတော့ကြောင့်စွန့်ပစ်ခြင်းခံရတော့အပြစ်ဒဏ်တို့ကိုရရှိခဲ့ကြလေပြီဤသို့နဘူနဆာပြုလုပ်ခြင်းဖြင့်သူတို့လူရာကိုမရပဲ ်စိတ်မချမ်းမြေခြင်းသာလျှင်ဖတ်တင်လေသည်နဝုနစာလှုပ်ခြင်းသည် သူတို့၏အသက်ဘူးဖြစ်သော အချစ်ကိုပင် ပြန်၍ဖျက်ဆီးပစ်လေသည်ဘဇီဟမ်ဘာဂါသည် မြို့တော်မျိုး၏လင်ကမ်းမယားကမ်းယုံတွင်၁၇နှစ်တိုင်းတည်းအမှုထမ်းမှု၏မယားကိုပြစ်ပြီးတော့ယောက်ျားတို့၏အမှုပေါင်း ထောင်ပေါင်းများသောကို စစ်ဆေးကြည့်ရှုမှု၏ယောက်ျားများအိမ်မှထွက်ပြေးခြင်း၏အကြောင်းရင်းတရားမှအခြားမဟုတ်အင်္ဂမိမ့်မှ နဗုနဆာလုံတော့ကြောင်းပဲဖြစ်ပေသည်ဟူ၍ဘက်စီဟမ်ဘာဂါကပြောပြခဲ့မှု၏ဘော့စတန်ပို့ခေါ်တရင်စာတစ်စောင်းကမူကညာစွာတော့မိမတို့သည်ဘာမှမဟုတ်သည့်အရာကလေးများဖြင့်မိမိတို့၏အိမ်တော်များကိုဖျက်ဆီးပြစ်ဒဏ်ကြလေသည်ဟူ၍အတိအလင်းရေးသားခဲ့မှုလေသည်ထို့ကြောင့်အချင်းလင်းနှင့်မယားတို့သည်ကိုယ်စိတ်နှပြချမ်းသာလိုကြလျင် ဥပရိဒအမတ်တည်းနဗုနစာမလောက်ပါနဲ့ဟုတ်ကဲ့ပါနားဆင်ပေးခဲ့ကြတဲ့တဝူးတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ